။ Honor Again စောက်မယ်ဆိုရင်တည်ထားရမယ် item များအကြောင်းမင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်နဲ့အတူ HOK က item တွေအကြောင်းကိုတစ်စီတစ်ဆောင်းလည်လာကြည့်ကြရအောင်ပါ။ HOK မှာတော့ item မျိုးစားတွေအနေနဲ့ physical, magical, defense, movement, roaming နဲ့ jungling ဆိုပြီးတော့အမျိုးအစား6မျိုးအထိရှိပါတယ်။ jungling နဲ့ roaming item တွေက mobile ချက်မှာမရှိတော့ပေမဲ့ HOK မှာတော့ရှိနေပါသေးတယ်။ 2056လောက်ကဂျန်ဂလင်း item တွေ roaming item တွေထည့်ဆော့ရတဲ့အရာသာကို HOK မှာ ပြန်ပြီးတော့ခန်းစားလို့ရနိုင်ပါတယ် physical item တွေကိုအရင်ကြည့်ကြရအောင်ပါ physical damage item တွေကတော့ fighter remastered တွေနဲ့ assassin hero တွေအတွက်မပေါမဖြစ်ထည့်ရမယ့် item တွေပါ physical item တွေမှာဆိုရင် penetration ပေးတဲ့ item တွေ attack speed boost တဲ့ item တွေနဲ့ life steal ပေးတဲ့ item တွေပါဝင်ပြီး physical item စုစုပေါင်းအခု20အထိရှိပါတယ် physical item တချောင်းချင်းစီအတွက်ရှင်းလင်းချက်ကိုတော့ဗီဒီယိုသက်သက်ခွဲပြီးတော့လုပ်ပေးပါဦးမယ် ပြီးတော့ magical item တွေကိုစက်ကြည့်ကြရအောင်ပါ magical item တွေကတော့မိလိန်နာ hero တွေနဲ့ magic damage ထွက်တဲ့ hero တွေအတွက်ဖြစ်ပါတယ် magical item တွေထဲမှာတော့ magic attack ပေးမဲ့ item တွေရဲ့ mana နဲ့ hp ဖြည့်ပေးမဲ့ item တွေရဲ့ပါဝင်ပြီးစုစုပေါင်း item 16ချောင်းအထိပါဝင်ပါတယ် magical item တွေရဲ့အသေးစိတ်ကိုလည်းဗီဒီယိုတက်တက်တစ်ပုတ်ခွဲလုပ်ပြီးပါဝင်မယ်နောက်ထပ် defense item တွေကိုစက်ပြီးတော့ကြည့်ရအောင်ပါ defense item တွေကတော့ roma hero တွေနဲ့ fighter တွေအတွက်ပဲဖြစ်ပါတယ် Realm item တွေမှာတော့ physical damage ကရဲ့ item, magic damage ကရဲ့ item တွေအပြင် HP တိုးပေးမဲ့ item တွေပါပါဝင်နေပြီးတော့စုစုပေါင်း item 18ခုအထိရှိပါတယ်။ Defense item တွေလိုအပ်တဲ့ Templar ညီကိုတို့အတွက်လည်း Defense item တွေအကြောင်းကိုဗီဒီယိုတက်တက်တစ်ပုတ်ခွဲလုပ်ပေးဖို့ရှိပါတယ်။နောက်ထပ်ပြောပြမှာကတော့ movement speed တွက်ထည့်ရတဲ့ဖက်နက်တွေပါ။ဖက်နက်တွေအကြောင်းကတော့ဒီမှာပဲတစ်ခါလေးပြောပြပေးပါမယ်။ Boost of 40 juice ဆိုတဲ့ဒီဖက်နက်ကတော့ physical defense 120အထိရရှိမှာပါ။ Boost of resistance ဆိုတဲ့ဒီဖက်နက်ကတော့ magic defense 120ရရှိမှာပါ။ Goose of Tranquility ဆိုတဲ့ဒီဖနက်ကတော့ကုရောင်း15ရာခိုင်နှုန်း redemption ရရှိပါလိမ့်မယ်။ Goose of Argain ဆိုတဲ့ဒီဖနက်ကတော့မန္နာ25ပူရမြဲ့အပြင် Magic Gear Pios တရာလေးရရှိအောင်မှာဖြစ်ပါလိမ့်။ဒီဖနက်ကမန္နာရော Magic Pios ရောနှစ်ခုလုံးပါဝင်တာမို့လို့ Mage တွေအတွက်အထူးသင့်လျော်ပါလိမ့်။ Boost of Dexterity ဆိုတဲ့ဒီဖနက်ကတော့ Attack Speed 20ရမယ့်အပြင် Life Steal Effect လည်းရရှိအောင်ပါဒီဖနက်ကလည်းဖနက်တရနေနဲ့ Attack Speed ရော Life Steal ပါနေတဲ့အတွက် Attack Speed အားကိုးတဲ့ Fighter တွေနဲ့ Maxman တွေအတွက်တော့မရှိမဖြစ်လိုပါလိမ့်မယ် ။နောက်ဆုံးကြံတဲ့ Boost of Deafness ကတော့ဘက်တရီနဲ့မဆိုင်မဲလမ်းလျှောက်မယ်ဆိုရင် Movement Speed 50ရမယ့်အပြင်ကမှသွေး300လည်းရရှိပါဦးမယ်။ဒီဖနက်ကတော့တက်နေအတွက်တကယ်ကိုသင့်လျော်တဲ့ item ပါ။ဖနက်ဒီကတော့စုစုပေါင်း6ရန်ရှိပါသေး။နောက်ထပ်ဂျန်ကြီး item တွေကိုစက်ကြည့်ကြပါမယ်။ဂျန်ကြီး item တွေမှာတော့ Physical Hero အတွက်ရော Magical Hero အတွက်ရောပါ။အမကောင်နေဖြစ်တဲ့တန့်နေအတွက်ပါဂျန်ကြီး item ကပေါဝင်နေပြီးတော့စုစုပေါင်းဂျန်ကြီး item ၃မျိုးရှိပါတယ်။ Ramley ဆိုတဲ့ item ကတော့ Magic Damage Hero တွေအတွက်ဖြစ်ပြီးတော့ Robertsia Bike ဆိုတဲ့ဒီ item ကတော့ physical damage ထွက်တဲ့ hero တွေအတွက်ပါနောက်ဆုံးချက်နဲ့ Giant Grip ဆိုတဲ့ item ကတော့သွေးများပြီးတော့ Marit Tan hero တွေဂျန်ကဲဝင်တဲ့အခါမှာသုံးဖို့အတွက်ဖြစ်ပါတယ် item မျိုးစား6မျိုးမှနောက်ဆုံးချက်တော့ကတော့ Roaming item ပါ Roaming ကတော့ပြောစရာလိုမယ်မထင်ပါဘူး Tan hero Romari အတွက်ဖြစ်ပါတယ် Roaming item ဒီမှာတော့သွေးနဲ့ movement speed တိုးပြီးမှဖြစ်ပြီးတော့မတူညီတဲ့ passive တမျိုးစီကိုလည်းပိုင်ဆိုင်ထားကြပါသေးတယ် Roaming item တွေအကြောင်းအသေးစိတ်ကိုလည်းဗီဒီယိုတစ်ပုဒ်တက်တက်လုပ်ပြီးပါဦးမယ်။ Item တွေအကြောင်းရေဘူးရသိထားတဲ့နေရာတွေကတော့ဒီလောက်ပါပဲ။ အခုလို honor gain နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကြည့်ရတာကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ page ကိုလည်း like and follow လေးလုပ်ထားကြဖို့မမေ့ပါနဲ့ဟုတ်အစုံကြီးကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ